မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်စစ်ကောင်စီရဲ့လက်ကျင်ရေးတပ်စခတာ၈ကအင်အား80ပါးနဲ့စစ်ကြောင်းတိုက်ခိုက်ခံရမှုအတွင်းမှာစစ်ကောင်စီတပ်သား58ဦးသေဆုံးပြီး6ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရွှေဘုံမြို့နယ်အခြေစားအမှတ်၈စစ်အခြေခံလေ့ကျင့်ရေးတပ်ကထွက်လာတဲ့အင်အား80ပါတဲ့စစ်ကြောင်းကိုရွှေဘုံခရိုင်လက်အောက်ခံ PDF ပူးပေါင်းတပ်များကဇန်နဝါရီလ9ရက်နေ့မှာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဝက်လက်မြို့နယ်မှတ်တိကျေးရွာတောင်ဘက်မှာဖြစ်ခဲ့တဲ့အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကြောင်းမှုဘိုးကြီးမျိုးမင်းသူဦးစီးပြီးတော့တက်ခွဲမှုဘိုးကြီးနေမျိုးဦးဒူရဲမှုဇင်ကိုကိုတို့ပါဝင်တဲ့စစ်ကောင်စီရဲ့စခတာရှင်တထပနှစ်ခလာရ42ခမာရ71ခမာရ72 ်စကိုင်းလှောက်ရှားမှုရဲတပ်ဖွဲ့ကွဲကပူပေါင်းအင်အား80ပါးတဲ့စစ်ကြောင်းကိုရွှေဘိုခရိုင်လက်အောက်ခံ PDF ပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်စစ်ကောင်းစီစစ်ကြောင်းက58ဦးသေဆုံးပြီးတော့6ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကျန်တဲ့18ဦးဟာလည်းပျောက်ဆုံးနေဆဲဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တိုက်ပွဲအတွင်းမှာလက်နက်46ကိုတင်စီရမိခဲ့ကြောင်းကိုလည်းအသိပေးထားပါတယ်။အဲ့ဒီစစ်ကောင်းစီစစ်ကြောင်းကိုရွှေဘိုခရိုင်ကိုကဲရဲ့ညွှန်ကြားမှုနဲ့ရွှေဘိုခရိုင်တပ်ရဲ့1245 25 23 အမတ်နဲ့ရွှေဘိုခရိုင်ကိုကဲရေး drone တပ်ဖွဲ့ M sign of drone တပ်ဖွဲ့ Phoenix Wing drone တပ်ဖွဲ့ဝက်လာမြို့နယ်ပကဖပူပေါင်းအဖွဲ့တို့ကပူပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။ဇန်နဝါရီလ9ရက်နေ့ကတည်းဝက်လာမြို့နယ်အုံနေဘုတ်ရွာမှာသခိုင်းမြို့နယ်စားတောင်ကြီးရွာကနေထွက်လာတဲ့ဗိုလ်ကြီးအင်းမျိုးထုံဦးစီးတဲ့တပ်မ33လက်အောက်ခံစစ်ကြောင်းကအင်အား83ဦးပါတဲ့စစ်ကြောင်းကို ရွှေဘိုခရိုင်တရင်1နဲ့78တောင်းဒီ LPDF ပူပေါင်းအဖွဲ့တို့ကတိုက်ခတ်တိုက်ခတ်ခဲ့ကြအောင်အမတ်တဲစစ်ဒေသကအတိပေးထားပါတယ်။အဲ့ဒီတိုက်ပွဲမှာပါဝင်တဲ့ရွှေဘိုခရိုင်တရင်78ကလည်းတိုက်ပွဲအတွင်းမှာအတိပေးထားရအောင်စစ်ကောင်စီဘက်ကအယောက်20ကျော်တေဆုံးပြီး3ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်5လက်ကိုတိမ်းဆီးရမိခဲ့တယ်လို့အတိပေးထားပါတယ်။ဒါ့အပြင်ဝက်လက်မျိုးနယ်မှာစကတာ၈ကအင်အား80ပါတဲ့စစ်ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်ဝက်လက်မျိုးကစစ်ကောင်စီကစစ်ကူပေးရန်ထွက်လာတဲ့အင်အား30ပါတဲ့ ဗိုလ်ကြီးကျော်မင်းခိုင်ရဲ့စစ်ကူစစ်ကြောင်းကိုလည်းထမှန်တိုက်ခိုက်ခဲ့ရာဗိုလ်ကြီးအပါဝင်ကိုဦးဒံရရရှိခဲ့ကြောင်းရွှေဘိုခရိုင်အမ15တပ်ရဲမှဗိုလ်ကောက်ရိုးကပြောဆိုထားပါတယ်။အဲ့ဒီနေ့ညနေ3နာရီခွဲမှာဝက်လက်ကနေစစ်ခွေး30ပါတဲ့စစ်ကူစစ်ကြောင်းကိုတိုက်တာမှာကိုဦးဒံရရတဲ့ဗိုလ်ကျော်မင်းခိုင်ပါတယ်၊ပြူစောတိတွေလည်းပါတယ်၊မိသက်ရုံးကရာဂန်ဘူတွေလည်းပါတယ်။အခုဝက်လက်မျိုးစေးရုံမှာတင်ထားရတယ်လို့တပ်ရဲမှုဗိုလ်ကောက်ရိုးကပြောဆိုထားပါတယ်။ လက်ရှိဒေတာတွေစစ်ရေးအခြေအနေအရာ စစ်ကောင်စီရဲ့ပြင်ဆင်မှုတွေကိုစောင့်ကြည့်နေသေးဖြစ်တယ်လို့၎င်းကပြောဆိုထားပါတယ်။ဒါကြောင့်ဝက်လက်မြို့နယ်အတွင်းမှာစစ်ကောင်စီရဲ့စစ်ကြောင်း၃ခုစလုံးဒပြိုင်နက်ထဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်ခရိုင်ပေါင်းတလဲမြို့နယ်စစ်တပ်အတွက်စစ်မှုထမ်းတပ်သားတွေများကိုစုဆောင်းပေးနေတဲ့အုတ်ချုပ်ရဲမှုတအုပ်နဲ့ယာယီမှုလင်မယားတို့ ပြစ်ခတ်ခံရပြီးတော့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့မနက်10:20မိနစ်အချိန်မှာဘကူတိုင်းပေါန့်တလယ်မြို့နယ်အုပ်ဆွဲအုပ်စုရေကြီးကုန်းကြေးရွာနေရာအိမ်မှုချက်ဖောင်းခေါ်ဇော်မင်းဦးတို့လင်မယားကိုပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363 PPDF တပ်ရင်းတပ်ခွဲ3ကနေအိမ်မှာတွားရောက်ပြီးတော့ပြစ်ခတ်ခဲ့ရာပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါဗျ။၎င်းတို့လင်မယား2ဦးဟာအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ ်ဘယ် PDF ကိုမှဂိယူဆိုင်ဆရာမလိုဘူးလို့ကြွေးကြော်ခဲ့ကပြည်သူများအပေါ်ကိုအနိုင်ကျင့်ဗိုလ်ချခြင်းပေါက်တက်လေရဲများနဲ့ပူပေါင်းပြီးတော့လူငယ်တွေရှိတဲ့နေအိမ်များကိုငွေညစ်တောင်းခံခြင်းပြည်ဝအုပ်စုအတွင်းမှာရှိတဲ့ပြည်သူများကိုထောက်ပို့ PDF အားပေးဆိုပြီးတော့ပေါက်တက်လေရဲစခန်းကိုတိုင်ကြားပြီးတော့ဖမ်းဆီးခိုင်းခြင်း ပတ်စံနဲ့ပြန်ရွေးခိုင်းခြင်းများကိုကျူးလွန်ခဲ့တယ်လို့သိရပါတယ်။၎င်းတို့ရဲ့တိုင်ကြားမှုကြောင့်ပြည်သူတို့ချို့ဟာရိုက်နှက်ဆစ်ဆဲခံရကထောက်ကြသွားတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။အခုလိုမျိုးပြည်သူအပေါ်ကိုအနိုင်ကျင့်ဗိုလ်ကြားခြင်းများကြောင့်ချက်ဖောင်းတို့လင်မယားကိုပြက်ပြက်သားသားအေးအေးယူခြင်းဖြစ်ကြောင်း363ရက်တဲ့ PPDF တက်ရင်ရဲ့စစ်ထောက်လမ်းရင်းနဲ့သတင်းနဲ့ပြန်ကြားရေးတောင်းရန်ကရှင်းပြထားပါတယ်။အလားတူပဲဇန်နဝါရီလ9ရက်နေ့မနက်7:00နာရီအချိန်မှာဘကိုးတိုင်းပြည်ခရိုင်ပေါင်းတလဲမြို့ဖြူကုန်းအုပ်စုမြို့လာစံပြကြီးရွာအုပ်ချုပ်ရေးမှု အောင်နိုင်ဦးကိုပြည်ခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3637 PPDF တပ်ရင်းတပ်ခွဲ35နေအိမ်မှာတွားရောက်ပြီးတော့ပြစ်ခတ်ခဲ့ရာဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။လူနာတင်ကားနဲ့ပြည်စည်းရုံကိုပို့ဆောင်တဲ့အချိန်မှာလမ်းမှာတိတ်ဆုံးခဲ့ကြောင်း၎င်းကရှင်းပြထားပါတယ်။တိတ်ဆုံးသွားတဲ့အုတ်ချုပ်ရင်းမူအောင်နိုင်ဦးကိုအုတ်ချုပ်ရင်းမူတာဝန်ကနေပြီးတော့နှုတ်ထွက်ပြီးအကြမ်းဖက်စစ်ကောင်စီနဲ့မပူးပေါင်းရန် ဖုန်းနဲ့၃ချိန်ထက်မနဲ့သတိပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ယာဒူးကနေနှုတ်ထွက်ချက်မပြုဘဲစစ်မှုထမ်းတပ်သားတွေများကိုစုဆောင်းရန်လူရှာပေးခြင်းပေါ်တာဆွဲခြင်းကျေးရွာအတွင်းမှာရှိတဲ့ပြည်သူများထံကနေပြီးတော့စစ်မှုထမ်းခြင်းဆိုပြီးတော့တလကိုငွေကျပ်3000ကနေ5000ကောက်ခံပေးခြင်းအပြင်စစ်တပ်အတွက်ငွေရှာပေးနေသူဖြစ်တယ်လို့သိရပါတယ်။ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေနဲ့စီရေးပြစ်မှတ်များဖြစ်တဲ့စစ်တပ်ရဲအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူးများယာအိမ်မှူးများကိုပြက်ပြက်သားသားအရေးယူနေပြီဖြစ်တဲ့အတွက်ကြောင့် အချိန်မီရာထူးကနေနှုတ်ထွက်ပြီးပြည်သူနဲ့ပူးပေါင်းရန်3637 PPDF တရင်ရဲ့စစ်ထောက်လမ်းရင်းနဲ့တရင်နဲ့ပြန်ကြားရေးတောင်းငန်ကတရိပ်ပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မြန်မာတနိုင်ငံလုံးမှာလျှက်စစ်မီမပေးနိုင်တဲ့အကြောင်းရင်း၄ခုကိုအစမ်းမစစ်ကောင်စီရဲ့လျှက်စစ်နဲ့စွိုင်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဘိုးချုပ်ကြီးတင်အောင်ဆန်းကမနေ့ကအစည်းအဝေးမှာထုတ်ဖော်ဝန်ခံလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိကာလမှာတနိုင်ငံလုံးလျှက်စစ်အခက်အခဲများနဲ့ကြုံတွေ့နေရတဲ့ကာလများဖြစ်ပြီးတော့အကြောင်းရင်းများအနေနဲ့ တဲ့တဘာဝဓာတ်ွေထုတ်လုပ်မှုကြာဆင်းခြင်းနှင့်တဘာဝဓာတ်ွေပိုင်လိုင်းများထိမ့်သိမ့်ပြုပြင်ခြင်းများကြောင့်လျှက်စက်ဓာတ်အားများအပြည့်အဝမထုတ်လုပ်နိုင်ခြင်း၃တဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ရေကြီးရေရှမ်းမှုတွေကြောင့်လျှက်စက်ဓာတ်အားပေဆက်ယုံများလက်ပတ်မောင်းနေလို့မရတဲ့အခက်အခဲများကိုကြုံတွေ့နေရခြင်း၄မဟာဓာတ်အားလိုင်းနဲ့ဓာတ်အားခွဲယုံများဖြတ်စည်းခံရမှုတို့ကြောင့်လျက်စစ်ဓာအားပေးဆက်ယုံများကလျက်စစ်ဓာအားများထုတ်လုပ်ပေးဖို့လို့မရခြင်းတို့ကြောင့်ဖြစ်ကြောင်းစိတ်ကောင်းစီကပြောဆိုလိုက်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့လျက်စစ်ကဏ္ဍမှာ ရေအားနဲ့တဘာဝဓာတ်ငွေတို့အပေါ်အ धिक မိခိုနေရကြောင်းအချိန်တို့အတွင်းမှာလျှက်ဆက်ဓာတ်အားရရှိရန်လိုအပ်တဲ့အတွက်တဘာဝဓာတ်ငွေရေ LNG သုံးလျှက်ဆက်ဓာတ်အားပေးဆက်ရုံများကနေလျှက်ဆက်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက်စ조사ဆောင်ရွက်လျက်ရှိတယ်လို့ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကပြောဆိုလိုက်ပါတယ်အကြက်ဖက်စစ်ခေါင်းဆောင်မင်းအောင်နိုင်ကတော့နေအောင်ကြီးစွန့်ရင်သုံးဆိုလာစနစ်နဲ့လျှက်ဆက်ဓာတ်အားထုတ်လုပ်ခြင်းကိုဆောင်ရွက်ရန် အရာဝတီမြေရေကိုထိန်းလို့ရတဲ့နေရာများမှာရေအားလျက်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်နိုင်မဲ့အနှိမ့်တမန်များကိုတိစောက်ရေးအတွက်ဆောင်ရွက်စီမံသွားရန်ညွှန်ကြားထားတယ်လို့သိရပါဗျ။ဒါကြောင့်အရာဝတီမြေအတွင်းအနှိမ့်တမန်တိစောက်ပြီးတော့လျက်စစ်ထုတ်ယူနိုင်တဲ့နေရာ16ခုရှိပြီးတော့ဦးစားပေး၄နေရာတဲကအသင့်တော်ဆုံးတနေရာကိုအကျိုးအပြည့်များနဲ့အတူပြန်လည်ပြီးတော့တင်ပြရန်ညွှန်ကြားထားတယ်လို့သိရပါဗျ။ဒါကြောင့်အ мян ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၎င်းကပြောဆိုထားပါတယ်။လက်တော်လုံးမှာမင်းအောင်လှိုင်နဲ့စစ်ခေါင်းဆောင်ဟောင်းများနေထိုင်တဲ့ 6လုံးတန်းအင်ယာကလွဲပြီးတော့မြန်မာတနိုင်ငံလုံးမှာအလဲကြမီးပေးစနစ်နဲ့မီးပေးနေရပြီးလျှက်စစ်ဓာတ်အားဟာတနိုင်ငံလုံးလိုအပ်ချက်ရဲ့30ရာခိုင်နှုန်းဝန်းကျင်သာထုတ်လုပ်နိုင်တော့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းတော့သခိုင်းတိုင်းရေဦးမြို့ပေါ်မှာလေအကြံပတ်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်လူငယ်အများအပြားဖမ်းဆီးခံရပြီးတဲ့နောက် မြို့ပေါ်နေလူငယ်များဟာထွက်ပြေးတိမ်းရှောင်နေရပြီးအမျိုးသမီးတွေကိုပါစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုတွေရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့29ရက်နေ့တွေမှာရေဦးမြို့ပေါ်မှာရှိတဲ့အောင်မင်္ဂလာရက်ကွက်၊ဘိုးအောင်စရာရက်ကွက်နဲ့ဇီးချံရက်ကွက်တို့မှာအကြမ်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီပေါ်တာဆွဲဖမ်းဆီးမှုအတွင်းမှာအမျိုးသမီးများပါအဖမ်းခံနေရတယ်လို့သိရပါဗျ။အခုလိုမျိုးအကြမ်းစစ်တပ်ကလူငယ်များကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်မြို့ပေါ်နေလူငယ်၃ပုံ၂ပုံခန့်ဟာဘေးလွ ို့ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီတော့အကြမ်းမဆက်တက်ကမြို့ပေါ်မှာ၄၀များပါမကြမ်းလူကြီးလူငယ်များကိုပါပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းမဆက်တက်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုအတွင်းမှာရေဦးမြို့မှာဈေးကြီးမှာဈေးရောက်နေတယ်အောင်မင်္ဂလာရက်ကွက်ကအမျိုးသမီး၁၀ဦးကျော်လဲဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။ရေဦးမြို့ပေါ်မှာပေါ်တာတွေပြန်ဆွဲနေတယ်။မြို့တွင်းအလုတ်ကိစ္စနဲ့တွာလာနေတဲ့ဈေးတွေပါမကြမ်းလူကြီးလူငယ်အကုန်လုံးတွေးသမျှကိုပေါ်တာဆွဲနေတာဖမ်းဆီးခံရတဲ့ပြည်သူတွေဘလောက်မှန်းတော့တိတိကျကျမသိရတော့တဲ့အခြေအနေအထိပဲ။ အကုန်လုံးကိုဖမ်းနေတာမြို့ကိုစွန့်ခွာပြီးတော့ဘေးလွတ်ရာကိုထွက်ပြေးလာကြတဲ့လူငယ်တွေတော်တော်များနေပြီရေဦးမြို့ပေါ်ကလူငယ်၃ပုံ၂ပုံကဘေးလွတ်ရာကိုထွက်ပြေးတိတ်ဆောင်နေကြတယ်နေကင်းဘက်ရောညာဘက်ရောပါအစင်းစစ်မဲ့ပုံစံမျိုးနဲ့တကားတွေကိုအတင်းဖွင့်ငိုင်းပြီးတော့ယောက်ျားသားလူငယ်တွေမရှိရင်တော့လူလက်ပိုင်းတွေလူကြီးတွေကိုဆွဲသွားတယ်မြို့ပေါ်ကရက်ွက်တိုင်းလိုလိုမှာပြည်သူတွေမရှိတော့တဲ့အထီကိုဖြစ်နေတယ်ရေဦးမြို့မှာဈေးကြီးမှာလဲဈေးရောက်နေကြတယ်အောင်မင်္ဂလာရက်ွက်ထဲကဈေးတယ်အမျိုးသမီး၁၀ဦးကျော်ကိုလဲလက်တလောပေါ်တာဆွဲဖမ်းဆီးထားတယ်လို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်စောအမေသားကပြောကြားထားပါတယ်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေအရအမျိုးသမီးများပါစစ်မှုထမ်းရန်တာဝန်ရှိတယ်လို့သတ်မှတ်ထားတော့လေလက်တော်လုံးမှာစစ်ကောင်စီကအမျိုးသမီးများကိုကင်းလွတ်ခွင့်ပေးထားတယ်လို့သိရပါတယ်စစ်တပ်ကအမျိုးသမီးတွေကိုဖမ်းဆီးမှုများဟာ ငွေကြေးတောင်းခံပြီးတော့ပြန်လွှတ်ပေးတဲ့နေရာမှာအ धिक အားဖြင့်ငွေညှင့်ရန်ရည်ရွယ်ပြီးတော့ဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲရန်ကုန်တိုင်းရဲ့မြို့နယ်များမှာလည်းအသက်မပြည့်သေးတဲ့ဆယ်ကျော်သက်အမျိုးသမီးငယ်တချို့ပျောက်ဆုံးမှုများရှိနေပြီးတော့ရဲစခန်းနဲ့တပ်ဆိုင်ရာဒေသခံအာဏာပိုင်များထံကိုတိုင်ကြားထားတော်လဲလုံးဝကိုပြန်လည်မတွေ့ရသေးတဲ့အမှုများရှိနေတယ်လို့သိရပါတယ်။ဇန်နဝါရီလ3ရက်နေ့မနက်9:55မိနစ်အချိန်မှာရန်ကုန်တိုင်းလှိုင်မြို့နယ်ကအသက်18နှစ်အရွယ်မတ်တန်နာဆိုးဟာအမတ်တရက်ကွက် လှိုင်ဈေးမှာမုတ်ဝဲမယ်ဆိုပြီးတော့ထွက်သွားရတာကနေအင်ကိုပြန်လဲရောက်မလာတော့ဘူးလို့သိရပါဗျ။လက်ရှိ9ရက်ကြာတဲ့အထိပြန်လဲတွေ့ရှိခြင်းမရှိသေးကြောင်းဒေသခံပြည်သူတချို့ကတိုက်ကြားထားပါတယ်။အလားတူပဲဇန်နဝါရီလ3ရက်နေ့ည9နာရီအချိန်မှာစမ်းကြောင်းမြို့နယ်မအူပင်လမ်းထိပ်မှာနေထိုင်တဲ့အသက်15နှစ်အရွယ်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ဟာနေအိမ်ကနေပျောက်ဆုံးသွားကြောင်းလက်ရှိအချိန်ထိလည်းပြန်မတွေ့ရသေးကြောင်းပြောဆိုထားပါတယ်။မိန်းကလေးရောယောက်ျားလေးရောစိတ်မချရတော့ဘူး။ ခေကူကပြက်နေတာကိုသားသမီးကိုမျက်စိအောက်ကနေအပြောင်မခံရတဲ့အခြေအနေဖြစ်နေတယ်။ယောက်ျားလေးတွေဆိုရင်ပေါ်တာဆွဲပြီးတော့စစ်ထဲရောက်မိန်းကလေးတွေဆိုရင်လည်းလူကုန်ကူးခံရတဲ့တရင်တွေကလည်းပြည့်နှက်နေတော့ဘလို့မကိုစိတ်မချနိုင်တော့ဘူးလို့မယန်းကုန်းမြို့နယ်ကစဲကျော်တပ်အရွယ်လူငယ်တအုပ်ရဲ့မိခင်ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ဘကူတိုင်းအုတ်ရှိပင်မြို့ 30မြို့နယ် AR တိုင်းမြောင်းမြမြို့နယ်တို့မှာအကြမ်းဖက်ဆက်တကပေါ်တာဆွဲဖမ်းဆီးမှုကြောင့်လူငယ်အယောက်90ထက်မနည်းဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့မှာအုတ်ရှိပင်မြို့အနီးမှာရှိတဲ့ခြေွာများကိုအကြမ်းဖက်ဆက်တကဝင်ရောက်စီးနှင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းကြောင့်လူငယ်58ဦးထက်မနည်းဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအုတ်ရှိပင်မြို့အနီးမှာရှိတဲ့ကြောက်ဖူးရွာ၊စေတော်ရွာ၊ရင်းရွာ၊ကျွဲရဲရွာ၊တလုတ်ပင်ရွာနဲ့ ညောင်ချေတော့ရွာတို့ကိုဝင်ရောက်ပြီးတော့စီးနင်းခဲ့ခြင်းဖြစ်ပြီးလူငယ်အများအပြားဖမ်းဆီးခံရတယ်လို့သိရပါတယ်စစ်ခွေးတွေကရွာတွေကိုရုတ်တရက်ဝင်လာပြီးတော့ဖမ်းသွားတာလို့သိရတယ် ဖြစ်စဉ်အသေးစိတ်ကိုတော့မသိရသေးဘူးလူငယ်တော်တော်များများဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံပြည်သူတူကပြောပြထားပါတယ်အလားတူပဲဇန်နဝါရီလ9ရက်နေ့ကလည်း30မြို့အနီးမှာရှိတဲ့ဘုံမဲစာရွာကကိုအောင်ကိုနဲ့အမည်မသိတဲ့လူငယ်2ဦးဟာရိုးမာတဲ့ကိုနွားလဲများနဲ့ဝါခုတ်ရန်တွားရောက်တဲ့အချိန်အကြမ်းဖက်စစ်တပ်ရဲ့တဲဖြူစစ်ဆေးရေးဂိတ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဖမ်းဆီးခံလိုက်ရတဲ့လူငယ်များကိုဇန်နဝါရီလ6ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကမိသားစုဝင်များကိုအကြောင်းကြားပြီးတော့ပတ်စံ390နဲ့ပြန်ရွေးခိုင်းတဲ့အတွက်ကြောင့်ကိုအောင်ကိုနဲ့အမ မြည်မသိတဲ့လူငယ်တအူးပြန်လဲလွံ့မြောက်လာပြီးတော့ကြံတဲ့လူငယ်တအူးကတော့မိသားစုဝင်များကပတ်စံမတက်နိုင်တဲ့အတွက်လက်ရှိအချိန်ထိပြန်လဲလွံ့မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်စစ်ခွေးတွေကလဲကောနွားကောအကုန်သိမ်းတာမိသားစုဝင်တွေကတယောက်ကိုသိန်း80နဲ့ပြန်ရွေးလာရတယ်တယောက်ကတော့ပတ်စံမတက်နိုင်လို့မရွေးနိုင်လို့အခုချိန်ထိမလွတ်သေးဘူးပြည်သူတွေအနေနဲ့ကတော့အနေအများမှန်သိပေမဲ့စားဝတ်တွေအရန်ကြက်တဲနေတော့အဲဆုံးပြီးတော့လောက်ကင်စားတောက်နေရတာဘို့လို့ဒေသခံပြည်သူတူကပြောပြထားပါတယ်ဒါအပြင် AR တိုင်းမြောင်းမြမြို့နယ် ရေရင်းရေကန်ရွာကလူငယ်နှအုပ်ကိုလည်းအကြမ်းဖက်စစ်တပ်ကဇန်နဝါရီလ9ရက်နေ့မှာပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့လက်ရှိအချိန်ထိကိုမိသားစုဝင်များနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါဗျ။ရန်ကုန်မြို့မြောက်ကလာပမြို့နယ်ကြောက်ရည်တွင်ရက်ကွက်ကအကြမ်းဖက်စစ်တပ်ကခံထားတဲ့ကြမ်းဖွတ်ပါတီဝင်အုပ်ချုပ်ရေးမှုကအကြမ်းဖက်စစ်တပ်ကအမည်ဆိုင်ရင်းများကိုတောင်းခံနေတယ်ဆိုပြီးတော့ရက်ကွက်နေလူငယ်များရဲ့ဆိုင်ရင်းများကိုလိုက်လံတောင်းခံနေကြောင်းဒေသခံပြည်သူများကပြောကြားထားပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်ခန့်ကြမ်းဖွတ်ပါတီဝင်အုပ်ချုပ်ရေးမှုဟာ အကြမ်းဖက်စစ်တပ်စီကိုတရက်ကိုလူငယ်အယောက်90ရဲ့နာမည်စာရင်းတွေကိုပို့ဆောင်နေရတယ်ဆိုပြီးတော့လိုက်လံကောက်ခံနေတဲ့အတွာပြည်သူများဟာကြောက်လန့်နေရတယ်လို့တိုင်ကြားထားပါတယ်။ကြောက်ရွံ့တွင်ရက်ကွက်စံဖို့အုပ်ချုပ်ရေးမှုကရက်ကွက်နေလူငယ်တွေရဲ့စာရင်းတွေကိုတရက်ကိုလူငယ်အယောက်90ရဲ့စာရင်းကိုစစ်ခွေးတွေကိုပေးရမယ်ဆိုပြီးတော့လိုက်ကောက်နေတယ်။အိမ်တိုင်းကိုလည်းစာရွက်တွေလိုက်ဝေနေပါတယ်။ပြည်သူတွေကတော့ကြောက်လန့်နေရတာပေါ့လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်အာရှလမ်းမကြီးကိုပြန်လည်သိမ်းပိုက်မယ်လို့ကြွေးကြော်ထားတဲ့အောင်စီရစစ်ကြောင်းကစစ်သား2ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာလ30ရက်နေ့မှာအောင်စေရစစ်ကြောင်းကစစ်ကောင်စီတပ်သား2ဦးဟာဘျူဟာ31ထန်းကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးတော့အခုလိုမျိုးအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား2ဦးဟာတနက်နှက်လိုက်နဲ့အတူကြီပေါက်3ခုနဲ့ကြီအတောက်60တို့ကိုလည်းယူဆောင်လာခဲ့တယ်လို့သိရပါတယ်။သူတို့ကိုထိုက်တန်တလောက်ချင်းမြင်ပေးခဲ့ပါတယ်။သူတို့ရဲ့ရွေးချယ်မှုအတိုင်းအကောင်းဆုံးကူညီဆောင်ရွက်ပေးသွားပါမယ်။ဒီဘက်မှာကအများအားကြိုးစုံနေပါတယ်ဝင်လာကြပါလို့ကျွန်တော်တို့တွေကမျက်နှာချင်းဆိုင်ပြီးပြစ်နေကြတော့ကျွန်တော်တို့ရှိတဲ့နေရာကိုသူတို့သိနေတာပဲလေစစ်ကောင်စီတပ်သားတွေအနေနဲ့တော်လိုင်းအဖွဲ့တွေနဲ့အများဆုံးပူးပေါင်းကြပါလို့ People Defense Force ကတက်ခွဲမှုကပြောကြားထားပါတယ်အလားတူပဲချင်းပြည်နယ်ဟာခါမြို့ပေါ်ကစစ်ကောင်စီတပ်သား3ဦးဟာလည်းလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့ကြောင်း CDF ဟာခါကပြောဆိုထားပါတယ်ဇန်နဝါရီလ3ရက်6ရက်နဲ့9ရက်နေ့တွေမှာစစ်ကောင်စီတပ်သား3ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ CDF ဟာခါထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးအလင်းဝင်လာသူများဟာ အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်မှာဆက်လက်ပြီးတော့တာဝန်မထမ်းဆောင်လိုတော့တဲ့အတွက်ကြောင့်အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းပြောဆိုထားပြီး၎င်းတို့ကိုစုဝင်များချင်းမြေပေးခဲ့ပြီးတော့လုံခြုံတဲ့နေရာကိုရောက်တဲ့အထိတာဝန်ယူပြီးတော့ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့ လုံခြုံစိတ်ချပြီးပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ